တညတွင် ကိုထုံးမြိုင်သည်တရေနိုးလာပြီးအပေါ်ပါသွားရန်အိမ်အောက်သို့ဆင်းလာခဲ့လေသည်ဟာညာကြီးတကောင်ခွာခွေးတွေကလည်းဟောင်းနေကြပါလားခွေးများစု၍ ်ဦးနေကြသည့်အတံများကိုကြားလာရသဖြင့်ကြော်ရင်စိတ်လာခဲ့ရသည်အကာလညာချင်းလူတွေအိမ်မောကြနေခြင်းဖြစ်သဖြင့်ပို၍ပင်ကြောက်စရာဖြစ်နေသည်မင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့မြန်မာ Paranormal Club Channel လေးကနေယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာအသူတင့်ထူဇေယဝရီရေးသားတာတယ်။ပုံရိပ်မဲ့လက်စွပ်ပိုင်ရှင်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရခင်ဗျာ။အေးထုံးတို့နေထိုင်ရာဒေသကချေးလက်တောရွာတရွာသားဖြစ်ပါတယ်။တောရွာဖြစ်ခြင်းကြောင့်ပြစ်စစ်မိကမရှိဖျောင်းနိုင်ဒီစေထက်ထွန်ရသောမိကွက်များကိုသာအာပြူနေကြရသည် တချို့စီးပွားရေးအဆင်ပြေသောအိမ်များကတော့မိဆက်များဝယ်ထားကြသဖြင့်ညဘက်မောင်းလာရင်မိဆက်မောင်းပြီးအလင်းရောင် ဖန်တီးရယူကြလိမ့်မည်။တညာလုံးမိဆက်မောင်းထားခြင်းတော့မဟုတ်။ DJ စီစေးကလည်းကြီးလာသဖြင့်ညအပိုင်း9နိုင်လောက်ထိသာမောင်းကြပြီးစောစောအိတ်ဆက်ကြာရလိမ့်မည်။မြို့ပေါ်ရက်ွက်များတွင်တော့တည့်ဆစ်မိရှိသဖြင့်အိမ်တိုင်းလူလူကမိသွဲထားကြကလိုအပ်သောအလင်းရောင်၊ TV ဖွင့်ရန်၊သားသမီးများစာကြက်မှန်ရန်တို့အတွက် ီကလုတ်ဖွင့်လိုက်သည်နှင့်လင်းထိန်နေတော်၏ကညာလုံးခလုတ်မပိတ်ဘဲထားလင်းလဲတညာလုံးလင်းနေတော်သည်ကျေးလက်ဒေတာများမှာတော့ညနေ9နာရီလောက်အချိန်တွင်မမှောင်သေးမီအလင်းရောင်ရှိနေစဉ်တွင်ညသာထမင်းကိုစားထားကြရသည်ညဘက်တွင်မှောင်နေသဖြင့်ညရှင်နာဤ9နိုင်လောက်ဆိုရင်အိယာဝင်ကြကမိငိန်ထားကြ၏ညတရင်တို့အပေါအပါသွားလို့၍ထားကြလင်းလက်နေတမီကိုအသုံးပြု၍သွားကြရလေသည် ညမှာကမိထိန်လင်းနေသဖြင့်ပူအိုက်သောနေများအိမ်မြသောနေများတွင်အလင်းရောင်အောင်၌တညလုံးထိုင်နေလိုပါကထိုင်နေကြရ၍ຢာကြသည် မပြင်းမရီ TV ထိုင်ကြည့်နေလိုကလည်းကြည်နိုင်သည်တချို့ចောင်းသားများဆိုရင်တညလုံးစာထိုင်ဖတ်ကြသည်ကြည်လက်တော်ရများတွင်တော့ထိုကဲ့သို့ နေထိုင်ရန်အတုံးမပြူနိုင်ရညာနေသည်နှင့်အမျှစီဘိုးကကုန်ကြလေ၏ တရက်တလီဆိုရင် အကြောင်းမဟုတ်တော့လဲရက်ကြာရှည်လာပါကစီဝါရီထိခိုက်နိုင်လေသည်ထို့ကြောင့်ည9နိုင်လောက်ဆိုရင်ရွာမလူများအလုံးအိမ်မောကြာခဲ့ကြရပြီသားဖြစ်လေတော့သည် သို့တော်ကျေးလက်တော်ရနှင့်မြို့ပေါ်နေထိုင်ကြသူတို့ဤကွာခြားချက်များကတော့ရှိကျေးလက်နေထိုင်သူတွေကစောစောအိပ်၍နက်နက်၄နိုင်ခန့်ချက်တွန်သည်နှင့်ထကြရသည် မျိုးပေါ်ရင်နေထိုင်သူတွေကတော့ညနဲ့တကောင်ချင်းရောက်မှအိတ်ကြွေနည်းနည်းစောစောမထကြပဲ၈နာရီလောက်မှသာအိတ်ရာထကြလေသည်။တညတွင်ကိုထုံးမြိုင်သည်တရေနိုးလာပြီးအပေါ်ပါသွားရန်အိမ်အောက်သို့ဆင်းလာခဲ့လေသည်။ဟာညာကြီးတကောင်ခွာခွေးတွေကလည်းဟောင်းနေကြပါလား။ခွေးများစု၍ဦးနေကြသည့်အတံများကိုကြားလာရသဖြင့်ကြောရဲစိန်လာခဲ့ရသည်။ အကာလညာချင်းလူတွေအိမ်မောကြနေခြင်းဖြစ်သဖြင့်ပို၍ပင်ကြောက်เสียရဖြစ်နေသည်ခွေးတွေဘာလို့ဥနေကြပါလဲသူမိသားစုများကတော့ခွေးတွေကြောက်ခမန်းလေးလေးဥတန်းတွေစူးချန်နေသည့်တိုင်အောင်တယောက်မျှနှိုးမလာခဲ့ကြခြင်းသူမသားတို့လုံးတို့လောတွေးတော့ကစိုးရိမ်နေကြတော်သည်ယခင်ညာများကခွေးများဒီလိုဥတန်းကိုမကြားခဲ့ကြခြင်း ယခုရပိုင်းတွင်မှထိုကဲ့သို့ဦးကြခြင်းမှာကြောင်းတော့ရှိရမည်ဟု သူတွေးမိလေသည်အရာတဲ့တွင်ပလန်လန်လိုက်တစ်ဖက်သို့စောင်းလိုက်ဖြင့်ဦးတွေးဒီတွေးတွေးနေမိက တော်တော်နှင့်အိမ်မပျော်ပဲ ရှိနေခဲ့သည်မိသည့်ချိန်ထိသူအိမ်မပျော်ခဲ့ပဲရှိနေခဲ့သည်ကိုပင် သူမသိရှိခဲ့ခြင်းဟာခွေးတွေကလမ်းနေတိုင်းလာနေတဲ့မင်းမတော်ဝါကြီးကိုမြင်လို့ဦးနေကြတာပါလားကိုထုံးမြိုင်ထိုးမကောင်းဆိုးဝါးကောင်ကြီးကို မြင်နေရသည် ကောင်းဆိုဝါကောင်းကြီးသည်သူ့အိမ်ရှိသို့ရောက်လာပြီးအိမ်ပေါက်ဝရင်ရက်၍လဝါကြီးကိုဖြန့်ကားတောင်းနေလေသည်။ဘာကိုတောင်းနေသည်ဆိုတာတော့သူမသိခဲ့ပါခြင်း။ငါဟာပြန်ပေးငါဟာပြန်ပေးသူ့ဟာဆိုတာကဘာလဲ။ဘာပြန်ပေးရမည်ကို သူမသိ။ထိုမကောင်းဆိုဝါကောင်းကြီးနှင့်လည်းသူတခါဘူးမျှတွေ့ဆုံခဲ့ခြင်းမရှိခဲ့။ယခုဘာကိုလာတောင်းနေပြီသူကဘာကိုပြန်ပေးရမည်ဆိုတာကိုစဉ်းစားရကြက်နေခဲ့သည် ထို့သောစဉ်းစားရကြက်နေချင်းတွင်ကိုထွန်းမြိုင်အိပ်ပျော်နေရမှလန့်နိုးလာခဲ့သည်။သူနိုးလာခဲ့တော့မကောင်းဆိုးဝါးကောင်ကြီးကိုလည်းသူမတွေ့ရတော့။လဝါပြန်ပြီးငါဟာပြန်ပြီးဆိုတဲ့အတန်ကိုလည်းသူမကြားခဲ့ရတော့ချင်း။အော်ငါအိမ်မက်မနေခဲ့တာပဲ။ငါအိမ်မက်ကလည်းကြောက်စရာကြီးပါလား။ဧကနာငါဆောင်မချုံမဲအိပ်ပျော်သွားလို့ကြောက်စရာအိမ်မက်စုကိုမြင်လာနေတူတယ်။ ကိုထွန်းမြိုင်မှာစောက်မချုံမဲအိတ်ပြော်သွားခဲ့တော့အေးလာပြီအိမ်မက်ဆိုးမြင်မက်ကအိမ်မက်ထဲကမကောင်းဆိုးဝါးကောင်ကြီးကငါဟာပြန်ပြီလို့လာတောင်းခံနေဒီကို မြင်ရောင်နေမိသည်ဒါဟာအိမ်မက်ပဲတကယ်မှမဟုတ်တာပဲမနဲ့မလင်းသောခါအိမ်နီးချင်းနေသူတူအားသူ့အိမ်မက်ကိုပျော်ပြခဲ့မိသည်ဟုတ်မှာပေါ့လေခမရကပြန်အိတ်တော့စောင်းချုံကြီးမအိတ်ခဲ့တော့အေးပြီးအိမ်မက်မက်တာပဲဖြစ်မယ်ဒါမျိုးကစောင်းဥတုတွေမှာစောင်းမချုံမဲအိတ်ပြော်ခဲ့ရင် မြည်ရပြင်းထဲမှာကက်မမြင်လက်မမြင်ကူခတ်နေရတာမျိုးတို့ရေငန်လုံးတို့ရေစာတာမျိုးတို့မတ်တက်ကြပါလေလေထိုအိမ်ကြီးချင်းကရှင်းပြတော့မှပင်ကိုထွမြိုင် စိတ်သက်သာရာရာခဲ့လေတော့သည်ဟာငါနောက်ကလဝါကြီးဖြန့်ပြန့်ပြီးလိုက်လာနေပြန်ပြီသူ့ပုံမှန်ကြီးကလည်းမလမပါနဲ့ကြောက်စရာကြီးငါလွတ်အောင်ပြေးမှာပဲအမလေးခလုတ်တိုက်ပြီဟာအီထွန်ခလုတ်တိုက်မိကမြေပြင်ပေါ်သို့မှောက်ခုံမှောက်ရက်လဲကျသွားခဲ့သည် ထိုစဉ်နောက်မှလိုက်လာတော့မကောင်းဆိုးအကောင်ကြီးက သူ့အနာသို့ရောက်ရှိလာခဲ့သည်။မလေးပြကဲကြပါဦးမကောင်းဆိုးအကောင်ကြီးမိလာပြီအမေးတောက်ကဲပါဦးဗျ။ဟဲ့တာတာညာကြီးဘာဖြစ်နေရလဲအမေတို့အနားမှာရှိရဲ့လေတာဘာမှမကြောက်နဲ့အေထွန်အိပ်ပျော်နေရင်မှလန်တို့ကအနာရင်သူ့မိဘများရှိနေခဲ့သဖြင့်စိတ်သက်သာရာရခဲ့ပါသည်။ရော့ရော့တာရေးလေးတောက်လိုက်ဦး။တာအိမ်မက်မက်ပြီးလန့်အောင်နေတာ။ မိခင်ပေးလာသောရေကိုတောက်ပြီးသည့်တိုင်အောင်အေထွန်းအကြောက်ကမပြေသည်။အိမ်မထဲကမကောင်းဆိုးဝါးကောင်ကြီးကတူလဲကြရာအနာသို့ရောက်ရှိလာပြီးလဝါကြီးကိုဖြန့်တောင်းနေခဲ့သည်ကိုမျက်လုံးထဲတွင်ပြန်၍မြင်ရောင်နေစေဖြစ်သည်။ငါတာကိုအမိပြောရတယ်မဟုတ်လား။အိမ်ရင်စောင့်သိချခြုံပြီးအိပ်ပါလို့စောင့်မချုံမဲအိပ်တော့ညနေလာတော့အေးဆက်လာပြီးအိမ်မက်တီဂေယောင်ကလေးမက်ခဲ့တော့တာပေါ့ကွယ်။ အေထွန်းကလည်းသူ့အိပ်ရာဝင်ခဲ့ခြင်းကတိတ်မေးသည့်တစ်ဖြင့်ဆောင်းမချုံမီပဲအိပ်ပျော်သွားခဲ့သောကြောင့်ညနေချင်းအေးလာသောအခါတွင်ဒီလိုအိမ်မက်ဆိုးကြီးကိုမြင်မက်လာရသည်ဟုထင်မှတ်ခဲ့သည်ဟာငါတမက်ခဲ့တဲ့အိမ်မက်နဲ့ငါမက်ခဲ့တဲ့အိမ်မက်ကတပုံစံနဲ့ပါလားငါသားအိမ်မက်ထက်မှလည်းမကောင်းဆိုးဝါကောင်ကြီးကသူ့ဟာကိုပြန်ပေးဖို့လောင်ဝါးကြီးဖြန့်ပြီးတောင်းတယ်ငါအိမ်မက်ထက်မှလည်းငါဟာပြန်ပေးဆိုပြီးတောင်းခဲ့တာပဲငါတို့တာဖနှစ်ယောက်ရဲ့အိမ်မက်ကတူးနေပါလား သူတို့သားဖားနှစ်ယောက်ဤအိမ်မက်သည်ဘာကြောင့်တူညီနေရသည်ကိုတော့ကိုထွန်းမြိုင်စဉ်းစား၍မရနိုင်အောင် ဖြစ်ခဲ့ရသည်သို့တော်လည်းထိုမကောင်းဆိုးအကောင်ကြီးနှင့်သူတို့သားဖားနှစ်ယောက်မှာတနည်းနည်းနဲ့တော့ပတ်သက်ဆက်နွယ်နေကောင်းပတ်သက်နေရတော့မည်ဟုရေးရေးတွေ့ခဲ့မိသည် မေမေရရတော့ဒေချာမသိရှိနိုင်ခဲ့ပါခြင်းအိမ်လုံးတွေက များပြားလှ၍အလုံးနှင့်လက်ပြက်ရသည် ဟု၍မရှိလေမရိပ်ပြီးကောက်ဆိုင်ပုံနာသည်ကိုကောက်ပြန့်ကြရသည် နေကင်းဘက်တွင်ရိုးပြတ်တောများကိုထဲ့ရေးအမိထိုးကပဲနောက်မပဲများ ချိန်ခါမီကျဲပတ်စိုက်ပြိုးခဲ့ရသည်ညပိုင်းရောက်တော့လာတာတာတွင်နွားများနှင့်ကောက်ပြန့်ကိုစပားနေကြရသည်အီထုံးကကောက်ပြန့်ပေါ်တွင်နွားများနှင့်လက်ပတ်ကစပားနေနေသူဤဖခင်ကောက်ဆွတလက်နှင့်နေထားသောကောက်ရိုးများကိုအထက်အောက်လမ်းကဆွပေးနေရသည် အတော်ကြီးညနေကြမှစပားနေခြင်းကိုရန်နာကြကအိတ်ခဲကြသည် နေကင်းဘက်ရောက်ပြန်တော့လဲခြေထားသောပေကင်းများအားကျွဲနွားများဝင်မစားရအောင်ခြံကားရန်အတွက်တော့တဲ့တက်ကဝါခုတ်ရသည်ဝါများရောက်လာတော့တိုင်ဆိုင်ခြံကားလုတ်ကြရပြန်သည်ရက်တန်ကြသောအခါတွင်မှကောက်ဆိုင်ပုံမှကောက်လိုင်းများအလုံးစပားနှင့်ပြီးသွားခဲ့သဖြင့်စုပုံထားသောစပားနှင့်ကောက်မော်များကိုရွာထဲမှလှုပ်အားပေးလူအုပ်နှင့်စပားရက်ကြရပြန်သည်စပားရက်ရာတွင လူအားကောင်းကောင်းနှင့်သာဝိုင်းဝန်းရက်ကြရသည်။ကောက်မော်ပုံအားရက်ပြီးသွားသောအခါစဘာအဖျင်း အမော်တို့ကဘေးဘက်ရောက်သွား၍စဘာချီတိတန့်ရလာခဲ့လေတော့သည်။ကဲဟေးစဘာရက်လို့တော့ပြီးသွားခဲ့ပြီကွ။မင်းတို့ရေမိုးချိုးတန့်စင်ပြီးရင်ခမင်းစကြရအောင်လာခဲ့ကြတော့ဟေးအသင့်ပြင်လာမယ်ကွ။ဟာထမင်းဝဲကပြင်လာပြီလားဗျ။ကျွန်တော်တို့ကြိုက်တာတွေရောမပါဘူးလား။ပါပါဗျာမင်းတို့ကြိုက်တတ်မှန်းသိလို့ငါနှလုံးတော်ဝေတာအားကွ။ အရက်ဥွေမီးတောက်တယ်နော်တော်တော်တော့ပြင်းနေကွမစားခင်မျှဝေပြီးတောက်ကြဟေ့စဘာရဲ့ကြာသည့်လူငယ်များလဲလက်ဖက်ရည်ပကံနဲ့ထဲ့ကအလှဲ့ကြတောက်ခဲကြသည်စဘာဘုံကြီးကိုပြီးစီအောင်ရက်ကြရသည်ကပင်ပန်းလှသည် မစားမီရမကားလေးမိဝဲလိုက်ရပါမှပင်ပန်းမှုများပြေပြောက်သွားခဲ့ကြရလေတော့သည်ကဲဟေးစားကြမယ်ဟဟင်းကတော့ဘူးသီးနဲ့ကြက်သားရောချက်အချင်းနှောင်းလေးနဲ့ဆိုတော့တိတ်စားကောင်းပြီပေါ့ဗျာ အေးအေးစားကြစားကြဘိုက်ဝါအောင်သာစားကြဟေးအာမနာနဲ့အလုတ်တခုကိုရွာလူငယ်များဖြင့်ဝိုင်းဝန်းလှုပ်အားပေးပြီးကြလျင်အလုတ်ရှင်ကကျွေးမွေးပေးလာသည်မှာချစ်စရာကောင်းသောရွာရလေးပင်ဖြစ်ပါသည်ဟာအဖေအဖေတောက်ကိုကဲပါဦးဗျခိုးမကောင်းဆိုးဝါကောင်ကြီးလက်ဝါဖြတ်ပြီးငှားပြန်ပေးဆိုပြီးလိုက်တောင်းနေပြန်ပြီဗျဟဲ့တာတာအိမ်နေရင်ကနေရောင်းနေပြန်ပြီလားအမေ ်တားနောက်ကိုလဝါကြီးဖြတ်ပြီးမကောင်းစိုးဝါကောင်ကြီးကလိုက်တောင်းနေလို့ဗျဟာဟုတ်လားတားရင်တခါမဲ့တဲ့အိမ်မက်အတိုင်းမေးလားခတ်တော်နေပြီဒီမကောင်းစိုးဝါကောင်ကဟာဟာပြန်ပြီးဆိုပြီးဘာကိုလိုက်တောင်းနေရတာလဲတခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ကွာတော့ကြာနေပြီပဲကိုထွန်းမြိုင်မှာထိုးဖြစ်ရဲ့အတွက်အတော်ပင်စိတ်ရှုပ်ထွေးနေလူလူချင်းပြောကြဆိုကြတောင်းကြရမ်းကြသာဆိုရင်ဘာကိုလိုက်တောင်းနေဒီကိုတီးရပင်မည် အခုဟာကမကောင်းဆိုးဝါးကောင်ကအိမ်မက်ဖြင့်လိုက်တောင်းနေခြင်းဖြစ်လေရာဘာကိုလိုက်တောင်းနေဒီကိုခံမမ်းမရနိုင်ဖြစ်နေရသည်ဟဲ့ထွန်းမြိုင်ဒီလိုတွေအိမ်မက်မက်နေတာနှစ်ကြိမ်သုံးကြိမ်ရှိနေပြီလေအိမ်မက်တိုင်းကလည်းတပုံစံနဲ့ဖြစ်နေတော့ဒီကိစ္စကရိုးရိုးတန်းတန်းမှဟုတ်ရဲ့လားပဲအေးလေဗျာကြုတ်လေမစင်းစားတတ်အောင် ဖြစ်နေရပြီဗျနေမစင်းစားတတ်ရင်လည်းအကျန်းနိုင်နဲ့ရွာဦးဆရာတော်စီတွားပြီးအချိုးအချောင်းရှောက်ထားကြည့်ပါလားဟဲ့ဟာဟုတ်တာပဲ ဆရာတော်ဆိုရင်တော့တီကောင်းတိလိမ့်မယ်ထင်တယ်။မကြမီရွာဦးဆရာတော်ဘုန်းကြီးထံသို့ရောက်လာခဲ့ကြသည်။မကောင်းစိုးအကောင်ကငါဟာပြန်ပြီးလို့လိုက်လိုက်တောင်းနေလို့မြင်မဲ့ခဲ့ကြတယ်ဆိုတော့တခါတော့သူ့ပစ္စည်းနဲ့ပတ်သက်ပြီးများတခုခုယူထားမိကြသလား။ကြံ့ကြံ့ပမန်ဖရာတပည့်တော်တို့ဘာမှမယူထားခဲ့ကြပါဘူးဖေယ။မယူထားကြပဲနဲ့တော့အိမ်မက်နဲ့အခါခါလိုက်တောင်းနေမှာမဟုတ်ဘူးတခါရဲ့။နေကြမအောင်မောင်ရီတို့အနေနဲ့ကော ဘာများယူထားမိတယ်လဲစဉ်းစားရမှောင်လေအေထွန်းကလည်းဆရာတော်မေးလာတဲ့ဖြင့်ပြန်၍စဉ်းစားကြည့်နေမိသည် တပည့်တော်သတိရတာတခုတော့ရှိပါတယ်ဖေ။ဘာကိုသတိရတာလဲကွ။ဟိုလွန်ခဲ့တဲ့တနှစ်ပိုင်းလောက်ကတပည့်တော်တို့ရွာတွေကအတုပတစ်ခုဖြစ်ပါတယ်ဖေ။အဲ့ဒီအတုပတုတ်တမ်းမှသွားတဲ့ဂျိုတော့တပည့်တော်တို့လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်ဖေ။အေးအဲ့လိုပို့ဆောင်ခဲ့တော့ဘာဖြစ်တယ်လဲဆက်ပြောတတ်မှာအောင် တပိတော့လဲတုတ်တန်နဲ့ရောက်တော့အလောင်းကိုမြေချပြီးမြေဖို့နေချိန်မှာအပေါ့သွားကျင်တာနဲ့ခလန်းလန်းကမြေမုံတပုံနာကခြုံမှာသွားထိုင်ပြီးအပေါ့ဆွန့်ခဲ့မိပါတယ်ဖေဟာဒီလိုအပေါ့ဆွန့်နေကြမှာပဲတပိတော့ရဲ့ရှေ့နားမှာမြေကြီးတဲကတဝက်ပေါ်နေတဲ့လက်စွပ်တကွင်းကိုမြင်တွေ့ခဲ့ပါတယ်ဖေဟာအေးဟုတ်ပြီအဲ့လိုမြင်ခဲ့တော့ကောတပိတော့လည်းစဉ်းစားကြည့်မိတယ်ဖေဟာចောင်းစားကိုရှောင်းမတာစားကိုစောင်းလို့အဆူရှိသားတာမို့ចောင်းပစ္စည်းနဲ့ပတ်သက်ရင်မတုံးဆွဲကောင်းမှု မတာတုတ်တန်တင်းကြိုင်တဲ့ကပစ္စည်းဆိုရင်တော့သုံးဆွဲကောင်းတယ်လို့တည်ထားခဲ့တာနဲ့တပည့်တော်လည်းအဲ့ဒီရွှေလက်စွပ်ကလေးကိုကောက်ယူလာခဲ့ပြီးတင်းနာခဲ့မိပါတယ်ဖေဟာဟုတ်လားအဲ့ဒီလက်စွပ်ကောရှိသေးရဲ့လားတပည့်တော်ထမရှိပါတယ်ဖေဟာဒါဖြင့်အဲ့ဒီလက်စွပ်ဆရာတော်ကိုယူပြစမ်းပါဦးဆရာတော်လည်းအီထွန်းပြလာတော့တုတ်တန်မြေမှကောက်ယူခဲ့သည့်ရွှေလက်စွပ်ကိုအသေးချာကြည့်နေလေသည်ဟာဒီလက်စွပ်ကလွန်ခဲ့တဲ့၁၀နှစ်လောက်က ီရွာမှာကွယ်လွန်သွားခဲ့တဲ့ဥဖို့ယုံရဲ့လက်စွပ်ပဲဒီတကာကြီးတည်ဆုံတော့သူ့ရဲ့ရုပ်လောင်းမှာလက်စွပ်ကမချွတ်သေးပဲဝှထရရနဲ့တွေ့လို့ဆရာတော်ကပဲလက်စွပ်ကိုမချွတ်တော့ဘူးလားလို့မေးတော့သူ့ဇနီးကမချွတ်တော့ပါဘူးဖရားလို့ရှောက်ထားခဲ့ပြီးမြေမြုပ်တကြိုခဲ့တာပဲအခုတော့နှစ်တွေကြာလာပြီးနောက်ထပ်မြုပ်နေမဲ့အလောင်းတွေအတွက်တွင်းတူရာကမြေပေါ်ကို ပြန်ပေါ်လာခဲ့တာကို မောင်အေးထွန်းကကောက်တွေ့ပြီးယူခဲ့တာပဲဖြစ်မယ်အဲ့ဒီတကာကြီးဥဖို့ယုံကကွယ်လွန်သွားတာနှစ်တွေကြာနေပြီဖြစ်ပေမဲ့ ခုချိန်ထိမကြွမလွတ်ရှိနေပြီးသူ့လက်စွပ်ကိုဆွဲလိုက်နေတော့မှလားဟာဟုတ်လားဖေဟိတ်ဟုတ်တာဗောဒါကြောင့်လဲသူ့လက်စွပ်ကိုယူထားတဲ့အတွက်အိမ်မက်တွေပေးပြီးတောင်းခဲ့တာပဲနေမှာပေါ့တခါတို့ရေဆရာတော်ရှင်းပြခဲ့တော်မှာပင်အတိတ်ကဖြစ်ရများကိုသိရှိလာခဲ့ရတော်သည်တကယ်တော့အေထွန်းမှာပိုင်းရှင်းမရှိသောတုတ်တန်မျိုးပေါ်မှရွှေလက်စွပ်ကလေးကိုတွေ့မြင်ပြီးကောက်ယူထားခဲ့မိခြင်းဖြစ်သည် ယခုတော့ထိုရွှေလက်စွပ်ပိုင်ရှင်ကဆွဲလန်းစိတ်နဲ့မကြွတ်မလော့ဖြစ်နေကအိမ်မက်ဖြင့်ပြန်လဲတောင်းခံနေခြင်းပင်ဖြစ်လေသည်။ဆရာတို့ဗျာဒီကိစ္စကိုဘယ်လိုများဆောင်ရွက်ရပါမလဲဖေဗျာအမိန့်ရှိပါဖေဗျာ။အိမ်ခတာကအဲ့ဒီလက်စွပ်ပိုင်ရှင်ဥဖို့ယုံနဲ့ဆွေမျိုးတွေကလည်းတယောက်မှမရှိခဲ့လေတော့သူ့ကိုကောင်းမှုပြုဝေမဲ့သူမရှိပဲခုချိန်ထိမကြွတ်မလော့သေးရတာပဲ။ဒီတော့အဲ့ဒီတုတ်တက်မြေကကောက်ယူလာတဲ့ရွှေလက်စွပ်ကလေးကိုတုတ်တက်မြေထဲမှာပဲပြန်ထားပြလိုက်ပါ။ ပြီးတော့လေမချွတ်မလွတ်ဖြစ်နေသေးတဲ့လက်စွပ်ပိုင်းရှင်ဥဖိုးယုံအတွက်တန်ဃာတွေကိုပြန့်ဖိတ်ပြီးစွန့်ကြွေပြီး အမျှအတန်ပေးဝေလိုက်ပါအဲ့လိုလုပ်ပြီးရင်အိမ်မက်ပြီးတာတို့ပြန်ပြီးတောင်းတာတို့မရှိနိုင်တော့ဘူးလားဖျက်တေသူကိုရည်စူးပြီးကုသိုလ်ပြုတာအမျှအတန်ပေးဝေပေးလိုက်ရင်မချွတ်မလွတ်ဖြစ်နေရတဲ့သူကအမျှကုသိုလ်ရသွားတာနဲ့ကောင်းရာဘဝကိုကူးသွားနိုင်တာမို့အိမ်မက်ပေးခြင်းအိမ်မက်နဲ့ပြန်တောင်းခြင်းများမရှိနိုင်တော့ဘူးပေါ့တကယ် ဦးထွန်းမြိုင်တို့တားဖားလင်းဆရာတော်အမိန့်ရှိသည့်အတိုင်းမကြမီချိန်မှာတန်ခါငါးပါးပင့်ဖိတ်ကဆွန့်ကျွေပြီးကုသိုလ်ပြုပေးကအမျှအတန်းပေးဝေခဲ့ပါသည်ထို့နောက်ပိုင်းတွင်တော့အိမ်မက်ဆိုးများမြင်မဲ့ချင်းလဟာပြန်ပေးဟုသောတောင်းဆိုမှုများလည်းလုံးဝကင်းရှင်းသွားခဲ့ကအေးချမ်းသွားခဲ့ရပါလေတော့သည်ဇလန်းလေးကတော့ဒီညမှာပဲပြီးဆုံးသွားပြီဖြစ်ပါရခင်ဗျာယခုဇလန်းလေးကိုရေးသားသူစာရေးသူ တင်ထူးစေယဝရီကိုလည်းကာရဝပြုကျေးဇူးတင်ရှိရသလို ဇလန်းလေးကိုပြီးဆုံးသည့်အထိနားဆင်ပေးသူပေါင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိရပါတယ်ခင်ဗျာ